မကွေးတိုင်းမင်းဘူးခရိုင်ဆလင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းအထကတိမ Grade 10ပညာသင်ကြားနေတဲ့ကျောင်းသူတဦးကိုရီးစားဖြစ်သူကျောင်းသားအပါအဝင်၄ယောက်ကအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးဗီဒီယိုရိုက်ကူးကအွန်လိုင်းမှာဖြန့်ဝေမှုအောက်တိုဘာ23ရက်ကဖြစ်ပွားခဲ့တယ်လို့မြို့ခံတွေရဲ့ပြောကြားချက်အရသိရပါဗျာ။ အော်တိုဘာ23ရက်မှာ အထကတေချောင်းက Great Dan ချောင်းသူကိုရီးစားဖြတ်ချက် Great ထွဲချောင်းသားကမွေးနေ့ဘွယ်ရှိတဲ့ဆိုပြီးချင်းစော်ခဲ့ကြောင်းထို့နောက်အရက်တေစာတောက်စားပြီးသူငယ်ချင်း3ယောက်နဲ့အတူအုပ်စုဖွဲ့အထမပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်မြို့ခံတရင်းရင်းမြေရဖျော်ချချက်အရချောင်းသူကိုရီးစားဖြတ်သူချောင်းသားကထီကြီးဖျားသူခေါ်တော့ခဲ့ပြီးထိုနေရာတွင်တောက်စားမှုရက်ကအားလုံးကဝိုင်းဝန်းမူရင်းကျင့်ခဲ့ကြောင်းမူရင်းကျင့်ရာတွင်ရီးစားဖြတ်သူကချောင်းသူလေးရဲ့လက်ဘင်းကိုညှစ်ပြီးတယောက်ချင်းစီအထမပြုကျင့်ခဲ့ကြောင်းသိရပါတယ် အဆိုပါဖြစ်စဉ်ကြောင့်ကျောင်းသူတရိမေမျောသွားခဲ့ရမှာပြန်လည်တရိရလာချင်းပန်ဝင်းကျင်ကိုအကူအညီတောင်းခံခဲ့ပြီးဒေသခံတွေကစေယုံတို့ပို့ဆောင်ပေးခဲ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။ ဆလဲမျိုးအထကာတစ်ចောင်းက great dan ចောင်းသူကိုရေးစားထက်တဲ့ great thwae ចောင်းသားနဲ့အတူလေးဦးကအရက်တော့စွားပြီးနောက်ရိုက်နှက်နှိပ်ဆက်ကဝိုင်းဝင်းအဓမ္မပြုကျင့်တဲ့အကြောင်းအဓမ္မပြုကျင့်နေတဲ့ဗီဒီယိုဖိုင်ကိုရိုက်ကူးခဲ့ပြီးလူမှုကွန်ရက်တွင်လွှင့်တင်ခဲ့တာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်လက်ရှိမှာចောင်းသူကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ရည်စားထက်သူအပါအဝင်၄ဦးကိုရဲစခန်းကခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အမှုနဲ့ပိုက်ကပ်ပြီးငွေယူငွေညစ်ပြီးဖုံးဖိဖျောက်ဖျက်ကြီးအေးခိုင်းလိုက်မှာကိုမြို့ခံတချို့ကစိုးရိမ်နေကြပါ ါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရဆလင်းမြို့အထက်ကတစ်ကြောင်မှာဆရာဆရာမဥယေများပြလာတော့လေပညာသင်ကြားရေးနဲ့စီကန်သင်းသင်းရေးတွင်ကျွမ်းကျင်တက်မြောက်ခြင်းမရှိသူများရှိနေကြောင်းသိရသည်။စာတင်ကြောင်းဒီမှာလိမ့်ပိုင်းဆိုင်ရာစော်ကားမှုအဓမ္မပြုကျင့်မှုအနိုင်ကျင့်ရန်ပြုမှုတွေဆက်တိုက်ဖြစ်ပွားနေပြီး2024ခုနှစ်နှစ်ကုန်ပိုင်းကလည်းပဲခူတိုင်းပဲခူမုံနယ်မုတ်ကလကြီးရွာမှာကျောင်းအုပ်ဆရာတဦးကမူလတန်းကျောင်းသား16ဦးကိုလိမ့်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ပွားခဲ့ဖို့ကြောင့်သိရပါဗျ။